မြန်မာတို့ရဲ့အသင်းနှလုံးလိုဖြစ်တဲ့ပကံဟာကမ္ဘာအဆင့်မီအမွေနှစ်နေရာတစ်ခုဖြစ်လာဖို့အတွက်နှစ်ပေါင်းများစွာဘလို့ကြိုးပမ်းခဲ့ရလဲ။ဘာရီလိုအပ်ချက်တွေပြည့်မီခဲ့ရလဲဆိုတော့ကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပကံဟာလွန်ခဲ့တဲ့9ရာစုကနေ13ရာစုအထိမြန်မာနိုင်ငံကိုစုစည်းခဲ့တဲ့ပထမဆုံးမြန်မာနိုင်ငံတော်ကြီးရဲ့မြို့တော်ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာဖရာပထိုးကြောင့်ဂူပေါင်း၃၀၀၀ကျော်တည်ရှိနေပြီအရိခေတ်ကဗုဒ္ဓဘာသာရဲ့အမှုပညာနဲ့ဘီတူကလက်ရာရဲ့အထွတ်အထိပ်ကိုဖော်ပြနေပါတယ်ဒီလိုဖရာစီတီများစွာတည်ရှိနေတဲ့ပကံဒေတာကြီးကအစာအုပ်တွေတသက်မဟုတ်ပဲယနေ့အချိန်ထိဖရာပူခြင်းပွဲတော်များကျင်းပခြင်းဆိုတဲ့ဗုဒ္ဓဘာသာရိုးရာယဉ်ကျေးမှုတလေတွေဆက်လက်ရှင်သန်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်နေရာသတ်မှတ်ချက်တွေကတခုဖြစ်တဲ့ထူးခြားတဲ့ယဉ်ကျေးမှုဒလေးတခုကိုပေါ်ပြနိုင်ခြင်းဆိုတာကိုပုဂံကအပြေးအဝဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာအမွေအနှစ်နေရာတခုဖြစ်လာဖို့အတွက်ဆိုရင်ယူနက်စကိုရဲ့ကမ္ဘာလုံးဆိုင်ရာစံတန်ဖို့များကန့်ညီရပါတယ်။ဒီလိုတန်ဖိုးရှိတဲ့နေရာတွေကိုသက်ဆိုင်ရာနိုင်ငံတွေကအဆိုပြုလွှာပြင်ဆင်ပြီးတင်သွင်းရပါတယ်။မြန်မာနိုင်ငံအနေနဲ့ပုဂံကိုကမ္ဘာအမွေအနှစ်စီရင်ဝင်ဖို့အတွက်1995ခုနှစ်လောက်ကလေးကစတင်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်ကတင်ပြမှုမှာထိမ့်သိမ်းဆောင်ရှောက်မှုစံနှုန်းများနဲ့နယ်နိမိတ်ပိုင်းခြားမှုစားတဲ့လိုအပ်ချက်တွေမပြည့်မီတာကြောင့်ပယ်ချခံခဲ့ရပါတယ်။လိုအပ်ချက်များဖြည့်ဆည်းပြီးဒုရယအချိန်ကြိုးပမ်းခြင်းပရမအချိန်ပယ်ချခံရပြီးတဲ့နောက်မြန်မာနိုင်ငံအစိုးရပြည်တွင်းပြည်ပကရှေးဟောင်းတုတေသနပညာရှင်တွေနဲ့ဗကန်ကိုချင်းမြတ်တို့တွေအားလုံးကဝိုင်းဝန်းပြီးအားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။2016ခုနှစ်မှာလှုပ်ခဲ့တဲ့ဘီယင်းထန်တဲ့ငလျင်တန်ကြောင့်ပျက်စီးသွားတဲ့ဖျားပထိုးတွေကိုနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီပြန်လည်ပြုပြင်ခြင်းတွေပြုလုပ်ခဲ့ပါတယ်။ ယူနက်စကိုရဲ့အကြံပေးအဖွဲ့တွေဖြစ်တဲ့ ICO MOS ကလိုအပ်တဲ့စီမံခန့်ခွဲမှုအစီအစဉ်နိုင်ငံသမိတ်သမတ်ချက်နဲ့ထိန်းသိမ်းရေးဆိုင်ရာဥပဒေတွေကိုပြန်လည်ပြင်ဆင်ဖြစ်စေခဲ့ပါတယ်။ဒီလိုလိုအပ်ချက်တွေအားလုံးကိုပြည့်မီအောင်ပြင်ဆင်ပြီးတဲ့နောက်2018ခုနှစ်မှာဒုတိယအကြိမ်မြောက်အဆိုပြုလွှာကိုတင်သွင်းနိုင်ခဲ့ပါတယ်။ UNESCO ရဲ့အကြံပေးအဖွဲ့ဖြစ်တဲ့ ICO MOS ကလည်းဂွင်းစင်းစစ်ဆေးပြီးဗကန်းရဲ့ထူးခြားတဲ့ဘိတုကလက်ရာတွေနဲ့ရှင်သန်နေတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတလဲတွေကိုကမ္ဘာလုံးဆိုင်ရာစံတမ်းမှုရှိကြောင်းထောက်ခံချက်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့2019ခုနှစ်ဇူလိုင်လ6ရက်နေ့မှာအဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့မှာကျင်းပခဲ့တဲ့53ကြိမ်မြောက် UNESCO ကမ္ဘာအမွေအနှစ်ကော်မတီအစည်းအဝေးကနေပုဂံရှိအောင်ယဉ်ကျေးမှုနယ်မြေတစ်ခုလုံးကိုကမ္ဘာအမွေအနှစ်နေရာအဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ပါတယ်။ဒီလိုသတ်မှတ်ခံရခြင်းကမြန်မာနိုင်ငံအထက်ပြူမြူဟောင်း3မြို့ဟန်လင်းဘိတ်တနိုးတရေခိတရာပြီးတဲ့နောက်ဒုတိယမြောက်ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ဒေသဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ပုဂံဟာနေပေါင်း20ကျော်ကြာကျိုးပန်းခဲ့ရတဲ့နောက်မှာကမ္ဘာအမွေအနှစ်တစ်ခုဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုကမြန်မာတမျိုးသားလုံးအတွက်ဂုဏ်ယူစရာဖြစ်တယ်လို့နိုင်ငံတကာရဲ့အကူအညီနဲ့ခင်မီနေပညာတွေကိုအသုံးပြုပြီးပုဂံကိုရေရှည်တည်ထောင်ထိမ့်သိမ်းဆောင်ရှားဖို့တာဝန်တွေကလည်းပုံမကြီးမားလာပြီးပဲဖြစ်ပါရင်ဒါကြောင့်ပုဂံဟာမြန်မာတို့ရဲ့အသေးနှလုံးအဖြစ်အတွန်းရှည်တည်ထောင်ဖို့အားလုံးကဝိုင်းဝန်းဆောင်ရှားကြပါစို့လို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ရပါတယ်